မန္လိကာဆိုတာကြားဦးတယ်မဟုတ်လားကောသလမင်းကြီးရဲ့မိဖုရားမန္လိကာဆိုတာလည်းရှိတယ်ဝန္ဒုလစေတူကြီးရဲ့မိဖုရားမန္လိကာလည်းရှိတယ်ကောသလမင်းကြီးမိဖုရားမန္လိကာတော့ဘုရုဇင်ဘုရားနဲ့ဆုံးမရတယ်ခုပြောရင်တော့ဝန္ဒုလစေတူကြီးရဲ့ဇနီးမယားမန္လိကာအဲ့ဒါတနေ့ရှင်သာရိပုတ္တရာမူပြီးလဲတန်ခါတော်လေးကိုဆုံးကတ်တယ်အဲ့ဒီဆုံးကျွေးပွဲမှာအခိုင်အစီကောင်းမလေးတယောက်က တတိမေးလေးရောချွတ်ချွတ်တဲ့အတွက်ကြောင့်ကိုင်းလာတယ်မလာတယ်ထောပါကိုကကြာကွယ်လူရားထဲမှာကြာကွယ်အဲ့တော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကမန္လိကာကိုကုသိုလ်လုပ်နေတော့အကုသိုလ်ဖြစ်သွားမှာဆိုလို့မန္လိကာကွယ်တဲ့တဲ့အရာကွဲတာပဲဘာမှရှောက်တွေးမနေနဲ့ကွဲတယ်ဆိုတာကွဲတဲ့တဲ့အရာကိုကွဲတာအဲဒီစကားလေးရတယ်ပညာတော့ပါတယ်နော်ကြာနေကြတိုင်းကြားလာတဲ့ตาလွန်စီခြင်းနဲ့ဘုံဘုံဟုတ်လားဘာလို့ကွဲတာ ကွတတဲရာမကွာကျမကြီးမကောင်းလို့ရှင်ဘာလို့မကောင်းတာမကောင်းတတ်တဲ့အရာမှမကောင်းတာလို့မြင်ဖို့လိုတယ်ဘယ်ဟုတ်မလို့ကျွတ်တော့ဟာငါအနေဘာကြောင့်မကောင်းတာလဲတဲ့ညာကြောင့်မကောင်းတယ်တချို့တော့ရလို့လေဆိုရင်စုံးကလုတ်တလားနှက်ကလုတ်တလားတော့ထင်လားရှိတယ်ဟုတ်လားဘာလို့မကောင်းတာကျမကြီးမကောင်းတယ်လို့မကောင်းတာသိပြီဆိုရင်လည်းဘာလို့သိတာသိတဲ့ခန္ဓာမျိုးသိတာကျွတ်တော့အဲ့လိုပဲတစ်ခါဖြေဖို့တော့ဘယ်သူတော့သိသွားပြီဘာဖြစ်လို့သိတာတော့ဟဲ့သိတဲ့ခန္ဓာရလို့သိတာလို့ဘယ်သူမှမပြော ဖြစ်လို့သေးတာကိုဘေးဖြစ်လို့သေးတာဗဒါနာမကြတဲ့အကြောင်းတရားတွေကိုပဲပြောကြတာနော်သေးတယ်ဆိုတာတကယ်လို့မွေးဖွားလာလို့သေးရတာတကယ်ကဟုတ်လားသေးတဲ့တဲ့ဘဝရလို့သေးတာအခုရှင်သာရိပုတ္တရာကအဲ့ဒါလေးကိုထောက်ပြန်မလိကာလျှောက်တွေးနေနဲ့ကွဲတဲ့တဲ့အရာမျိုးကွဲတာကွဲတဲ့အရာဆိုတော့ခုမကွဲလည်းတော့ကြွဲမှာပဲလေအဲ့လိုပြောတဲ့အခါကျတော့မလိကာသူ့ကိုတရားချတယ်ဆိုတာသဘောပေါက်တယ်အဲ့ဒါနဲ့သူ့ရဲ့အနေအထားတွေကိုသိရ ာလို့တော့ဆိုတော့ဥရှင်ဘကြားလေးကရှိတဲ့ပေးသွားလေးပေးစာရွက်ကလေးကိုထုတ်ပြရတဲ့ရှင်ပြားကြည့်ပါ။ဘာလို့ရေးထားအောင်ဆိုတော့ပောဒရာမင်းကြီးကသူ့ရဲ့လက်ယောက်ျားဘန်တူလာနဲ့တော့သားသုံးလနဲ့နှစ်ယောက်ကိုတပ်ဖြစ်တယ်။သူနန်းလို့ရေအရှုပ်သွေးတွေရှိတယ်။သူ့ရဲ့ဒီနန်းစည်းတွေကိုချင်းချောက်မယ်လို့ထင်လို့ဒါလည်းပဲရန်တိုက်တာတွေရှိလို့ဘန်တူလာကိုလိုက်ကလည်းကောင်းတာတော့မဟုတ်ဘူး။သူကလည်းသူ့အစွမ်းကိုအခြေခံလို့အများကြီးနိုင်ကျင့်။သူကလည်းအများကြီးတတ်ထားတာရှိတယ်။တော့သူ့အကြောင်းနဲ့အလုံးရှုပ်သွေး ား32နှစ်ယောက်နဲ့လင်ယောက်ကြအသက်ခံရတာကိုအပြုံးမပြည့်အေးအေးဆေးဆေးတည်တည်နေနေမလုပ်နိုင်တော့စွန့်ကန်နိုင်ပြီဖောက်ဖက်အိုလေးတလုံးကိုရသူ့ကိုဘလို့တုံလို့စီမှာလဲပေါ့ဒါကိုပြချင်တာသူကဟုတ်လားမန္တိကဘာကြောင့်ဘလို့တည်တည်ငြိမ်ငြိမ်နေနိုင်တာတော့တောကဖြစ်စရာကိစ္စကြီးကသူ့ရင်ကိုဘာကြောင့်မလောင်စေတာတော့သစ္စာလေးပါးကိုတည်တဲ့အစဉ်တည်းကြောင့်ဉာဏ်ပညာကမြင့်မားနေလို့ဟုတ်လား ညာ level ကအလုံးကိုအဆင့်မြင့်နေတဲ့အတွက်ကြောင့်စိုးရင်စရာကိစ္စတွေသူ့အနေနဲ့ဒီဟာတွေကစိုးရင်စရာကိစ္စတွေမဟုတ်တော့ကျလို့ပုထုရှင်နေနေရတော့ယူမြန်ယူသွားမလားပေါ့အခက်မသိရင်သွေးတက်ပြီးတော့ပေမြန်ပေသွားမလားပေါ့နော်အဲ့လောက်ကြီးမာတဲ့အတွေ့အကြုံကြီးကအဲ့ဒါဟုံးတို့စိတ်ထဲမှာဆင်းရဲတဲ့ချမ်းသာတယ်ဆိုတာကပြင်မကဆင်းရဲစရာချမ်းသာစရာအကြောင်းတရားအတွေ့အကြုံကြောင့်ဆိုတာတဲ့ ိုစိတ်ကဒီအတွေ့အကြုံတွေကိုဘလို့သဘောထားသလဲဘလို့မြင်သလဲဆိုတဲ့ပညာအကြီးအသေးပေါ်မှာမူတည်နေတာဒါကိုကျလို့မြင်ရဟုတ်လားမြင်ရမယ်နော်အဲ့ဒါဘုန်းတော်စိတ်တည်ဆင်းရဲတယ်ချမ်းသာတယ်ဆိုတာစိတ်ဆင်းရဲတယ်ချမ်းသာတယ်ပြင်ဘက်ကအကြောင်းတရားကြီးဆောင်ချမ်းသာရတယ်ဆင်းရဲရတယ်ဆိုတာထက် အဲ့ဒီအရာပေါ်မှာကိုမှန်မှန်ကန်ကန်ဘလို့မြင်လဲမမြင်ဘူးလဲဆိုတာပေါ်မှာအခြေခံပြီးတော့ကျွတ်တို့စင်းရဲတယ်ချမ်းသာတယ်ဆိုတာဖြစ်ဖြစ်သွားကြတာလို့ဘုရားကတော့အဲ့လိုတွေးမိတယ်ဟုတ်လားတကူရဲ့ပညာကိုမြင့်နိုင်မယ်ဆိုလို့ရှိရင်ဘယ်ရာကမှကိုယ်စိတ်ကိုစင်းရဲစေနိုင်မှာမဟုတ်ကိုယ်ပညာကိုမမြင့်နိုင်ဘူးဆိုရင်တော့မဟုတ်ကဟုတ်ကအသေးလေးတည်းဆိုတာကိုယ်စိတ်ကိုမဖြစ်နေပါတော့စင်းရဲအောင်နှိမ့်ဆက်နေမှာ